ဘာသာပေါင်းစုံချစ်ချင်ညီညွတ်ရေးအဖွဲ့ဘဟုကော်မတီဝင် မာမတ်အာရီဆိုတဲ့မယ်။ရခိုင်ဒေသရဲမှတ်တဲ့မဲဆန္ဒနယ်ကနေပြီးတော့မျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဝေရောက်ရွေးချယ်ခံမယ်။ဘာသာပေါင်းစုံချစ်ချင်ညီညွတ်ရေးကဘာသာရေးကိုအသုံးချနိုင်ငံရေးအမျက်ထုတ်နေကြပြီ။နော်။ဆိုတော့ယခုလက်ရှိရခိုင်မှာ ERS အဖွဲ့ရေးအကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့သတင်းမီဒီယာတပိုင်းသတင်းမီဒီယာမပေါ်နေခိုင်းထားတဲ့လူတွေ သူတရင်ကမှမန်ငါတရင်ကမှမန်ငါတရင်အရင်ရတာသူကတရင်အရင်ရတာဆိုပြီးတော့သူထက်ငါအပြိုင်ဆိုင်ခုံစားနေကြတဲ့တရင်မီဒီယာယူတွေထဲပြောတာနော်ထဲပြောတာအဲ့ဒီမီဒီယာယူတွေအနေနဲ့ကဒီမှာမအားရဆိုတဲ့မျိုးကိုသွားပြီးအင်တာဗျူးရမှာယခုလည်းရရခိုင်မှာ IRS အဖွဲ့ကဂျာဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ခင်ဗျဘယ်လိုမြင်ပါလဲဘယ်လိုသဘောထားမှတ်ချက်ပေးလို့ပါတလဲ ပြည်ပြင်းနေတဲ့ထိမ်းမြင်မှုတို့အုပ်စုကဟာမြန်မာစစ်တပ်ကသူတို့တွေကိုဘလို့ဖိနှိပ်ပါတယ်ဘလို့အနိုင်ကျင့်ပါတယ်ဘလို့ခွဲခြားဆက်ဆံပါတယ်ဆိုပြီးတော့မျိုးစုံပြောကြတယ်ခဏတီပြဿနာပေါ်မှာဘလို့တုံ့ပြန်ကြမှာတလေနေစံတွင်တို့အုပ်စုထုံးခင်တို့အုပ်စုထုံးခင်ဆိုလို့ရှိရင်အခုလက်ရှိထုံးခင်ရောနေစံလွင်ရောသူတို့ OIC ရဲ့ပေးတာကန်းစာနဲ့တက်ဖွဲ့ထပ်ဖွဲ့ထားတဲ့ရခိုင်ကလာအမျိုးသားကောင်စီเนาะရခိုင်ကလာအမျိုးသားကောင်စီထပ်ပြီးတော့ဖွဲ့ပြီးတော့ဟိုထုံးမြနိုင်ဝင်လာသူတို့ ICC တင်းမှုလုပ်နေကြတယ် တို့အဲ့ဒီလိုမျိုးပြည်ပကိုထွက်ပြေးပြီး OIG ပေးတာကန်တာစားထားတဲ့ဟာတွေအကုန်လုံးယခုလက်ရှိဘင်္ဂလားဒေ့ဒုက္ခသည်စခန်းမှာရောက်နေတဲ့ဟာတွေအကုန်လုံးကဟာမြန်မာစစ်တပ်ကတို့ကိုဘလို့အနိုင်ကျင့်ပါတယ်မိမတွေဆိုလို့ရှိရင်လည်းနော်မျက်ခွက်တွေကြည့်တော့တရင်တို့ထားကျင်တော့မှတရက်တစီလို့လန့်ပြီးအော်မဲ့ခွေးကျွေးလို့ဝမ်းမစားတဲ့ရုပ်တွေနဲ့ကတို့ကိုမြန်မာစစ်တပ်ကဘလို့မရင်ကျင်ပါတယ်ဆိုပြီးပြောကြတယ်အဲ့လိုပြောနေတဲ့ကောင်လေးပေါ်မှာမြန်မာစစ်တပ်ကခွဲခြားဆက်ဆံမှုရှိသလားနိုင်ငံသားလို့နေရင်နိုင်ငံသားအခွင့်အရေးဘယ်လိုပေးတယ်လဲဆိုတာကို ဒီမှာမှအားရဆိုရမယ်ဟိုမီဒီယာသွားပြီးအင်တာဗျူးပြီးသဘောထားမချက်တောင်းရမှာနော်နောက်နောက်မှလည်းနော်အာအရက်ဖက်ခွဲစီမှာဘန်နယ်ဖွဲ့ကသဘောထားထုတ်ပြန်ပါတယ်လူခွေရေးစောင့်ကြည့်တဲ့အဖွဲ့တွေကဘဲ NGO အဖွဲ့တွေကဘယ်လိုမျိုးစာထုတ်ပါတယ်ဆိုပြီးတော့ဒီဘင်္ဂလီရေးနဲ့ပတ်သက်ပြီးကျမတို့မြန်မာတက်မတော်ပေါ်မှာဟောပုတ်ခက်လာတယ်ပြောဆိုလာတယ်ဆိုရင်ဒီကောင်ကိုပထမဦးဆုံးတွားပြီးတော့ဒီကိစ္စပေါ်မှာခင်ဗျားဘယ်လိုသဘောထားမှတ်ချက်ပေးခြင်းတယ်လဲခင်ဗျားဘယ်လိုအမြင်တယ်လဲဘယ်လိုတုံ့ပြန်ခြင်းတယ်လဲတွားပြီးအင်တာဗျူးရမယ် ်နော်သတင်းမီဒီယာဆိုတာကအယ်ဒီတာကဒါလေးမေးပါဒါလေးပြောပါဆိုပြီးတော့သူများရေးပေးတဲ့စာကိုပဲကြည့်ပြီးတော့သူများရေးပေးတဲ့စာကိုပဲနှုတ်တိုက်ပြောနေလို့မရဘူးကိုပိုင်သိဉာဏ်ရှိရတယ်ကိုပိုင်ဖြတ်ထုတ်ဉာဏ်ရှိရတယ်တရာစကားတစ်ခုပြောလိုက်တဲ့အခါမှာအဲ့ဒီစကားရဲ့ဟာကွက်ကဘာလဲဆိုတော့ကိုဆွဲထုတ်တတ်တဲ့အခြေရှိရတယ်။ BBC ကြည့်ပါလား။ဟိုးဘင်္ဂလားဒေ့ဒုက္ခသည်စကန်းထိတကူးတကသွားပြီးတော့ဘင်္ဂလီတွေနဲ့သွားတွေ့ပြီးတော့တပ်မတော်ကိုပုံရိပ်ကြအောင်လုပ်တာ။ နော်အဲဆိုတော့အမြဲတမ်းဘင်္ဂလီဘောကိုမှပြီးတက်မတော်ပုံရိပ်ကြောင်လုံနေတဲ့ဒီ BBC လိုဟာမျိုးတွေကနောက်နောက်ဆိုရင်ဘယ်လိုကိစ္စမှဖြစ်ပေဒီကောက်နော်နေရလူချင်းတာဝန်ယူတတ်ရတယ်ခေါင်းမရှောင်ပဲနဲ့ခေါင်းဆောင်ပြီးတောင်းဒီလိုကောက်မျိုးတွေကိုအင်တာဗျူးလုပ်တင်တယ်ဆိုတော့လက်ရှိ NASA ကအစိုးရနဲ့ရွေးကောက်ဝဲကော်မရှင် UEC ကိုလုံးဝနားမလည်နိုင်တဲ့အချက်နှစ်ချက်ရှိတယ်နောက်ပတ်တက်ကဒေးဗစ်လာမင်းတို့ပါတီကိုအောင်းပေးလိုက်တာဒေးဗစ်လာမင်းဆိုတာက ခင်ရှုံးလဲဝေးလို့ဒေဗီလာမြင့်လို့အားလုံးသိပါတယ်နော်ကြားဟုတ်မယ်ထင်ပါတယ်အဲ့ဒီဒေဗီလာမြင့်ရဲ့ပါတီမှာသူကဥက္ကဋ္ဌဒုဥက္ကဋ္ဌပါတီအတွင်းရွေးမှုကကျော်မင်းဘင်္ဂလီကျော်မင်းဆိုတာဘင်္ဂလီဝေဝေနုရဲ့အဖေဝေဝေနုဆိုတာ OIC ရဲ့မွေးစားသမီးဒေါ်စုကြည်ကိုတိုင်းကမြှောက်စားပြီးတောက်ပွားနေတဲ့ကောင်မဒီလိုလူမျိုးတွေဖွဲ့ရတဲ့ပါတီဥတည်ရွေးကော်လုံးတုံးကအဲ့ဒီပါတီဆိုရင် တမတ်ချက်တွေနဲ့မညီလို့ပါဆိုပါတီကိုဂျွေကောက်ပဲဝင်ဝင်ခွင့်မပေးဘူးပေးချတယ်အခု UEC အောင်ပေးလိုက်တယ်အော်ဒေးဗစ်လာမင်းတို့ပါတီကြတော့အဲ့ဒီလိုအောင်ပေးပြီးတော့ဥဆုံးအောင်တို့အမျိုးသားနိုင်ငံဒီမိုကရက်တစ်ပါတီကြတော့တမတ်ချက်တွေနဲ့မကိုက်ညီလို့ဆိုပြီးပါတီကိုဖျက်သိမ်းလိုက်တယ်နော်ဆိုတော့ဒီလိုအချက်တွေတော်တော် နားလည်ပုတ်ခတ်ပါတယ်2008ခြေဥပါပုံမှန်130ခါခွဲကိုမပြေနိုင်သေးသေးကျွန်တော်တို့ဒီလိုပြဿနာတွေကြုံရုံပဲပြောမယ်ဆိုရင်ပါတီတီတော်တော်များများကကိုကျိုးပဲကိုကြည့်ကြတယ် အာနာရောက်သွားတဲ့အခါမှာပြောတမျိုးလို့တမျိုးဖြစ်ကြတယ်။ဘီကံမျိုးပါတယ်ဆိုလဲဘင်္ဂလီရှိုးပေါင်းလွတ်တော်တဲ့ရောက်လာတယ်။ NLD မှာဆိုလို့ရှိရင်လည်းစေသူမောင်နဲ့ဝင်းမြမြကိုလွတ်တော်တဲ့ခေါ်ကိုသူတို့ကြိုးစားတယ်။နော်ဒီဒေးဗစ်လာမင်းတို့ဘင်္ဂလီကြော်မင်းတို့ဆိုလို့ရှိရင်လည်းတစ်ချိန်လုံးလွတ်တော်တဲ့ကိုဝင်လို့ရအောင်ဘယ်နည်းနဲ့ဝင်လို့ရမလဲဆိုပြီးသူတို့ခွေးတို့ပေါက်ချောင်းနေကြတယ်။ဆိုတော့ဘီကံမျိုးဆိုရကလည်းဒီပုံမှန်190ခါခွေးနိုင်ငံသားမိဘနှပါမှမွေးဖွားသောနိုင်ငံသားဖြစ်သူဆိုတဲ့နေရာမှာတိုင်းရင်းသားမိဘနှပါမှမွေးဖွားသောတိုင်းရင်းသားလို့မပြောင်းလဲခဲ့ဘူး။ ပြည်ထိုင်ပြောကလည်းမပြောင်းပေးခဲ့ဘူးခြေဥပြေမှုမစိုးစားခဲ့ဘူး NLD ကလည်းခြေဥပြေမှုမစိုးစားခဲ့ဘူးဆိုတော့ဒီနှစ်နောက်ချင်းခြေဥကိုမပြေနိုင်သေးဒီလိုပြဿနာတွေကကြုံနေရုံပဲအခုလက်ရှိဒီဘာသာပေါင်းစုံချင်းချင်းညီညွတ်ရေးဗဟုကော်မတီဝင်မာမက်အာဒီဆိုရမန်ကအမတ်တိမဲဆန္ဒနဲ့ဆိုတော့အဲ့ဒီဘင်္ဂလီတွေအများကြီးရှိတယ်နော်တော်တောင်မွေရန်ကုန်တိုင်းတောင်မွေတို့ကြောင်မြောင်းတို့တင်ငန်းကျွန်းတို့ဘင်္ဂလီတွေကြီးပဲဘင်္ဂလီကိုဘင်္ဂလီကပဲမဲပေးသူတို့ကျင်းနေနိုင်လိမ့်မယ် သူတို့မှမဲပေးခွင့်ခွင့်အာဏာရသွားပြီလေနိုင်ငံသားအခွင့်အရေး right ရသွားပြီ right ရလို့သူတို့မဲပေးခွင့်ရရင်သူတို့လူကိုသူတို့ပဲမဲပေးရင်တော့သူတို့မဲနိုင်တယ်ဘာလို့လဲသူတို့လူဥယျာဉ်တိုးပွားတော့အရန်များတယ်လူဥယျာဉ်တိုးပွားတော့အရန်များတယ်နော်လူဥယျာဉ်တိုးပွားနှုန်းဆိုင်ရာထိန်းချုပ်ခြင်းဥပဒေမျိုးဆောင်ဥပဒေ၄မျိုးထဲမှာပါဝင်ပါတယ်ဒါတွေကကျွန်တော်တို့ နိုင်ငံကျမတို့မျိုးသားကာကွယ်ရေးကျမတို့မျိုးသားလုံခြုံရေးတဲ့အသက်သွေးကြောတွေဖြစ်တဲ့အဲ့ဒီအသက်သွေးကြောတွေခုလက်ရှိနော်ပြည်တိန်အင်္ဂလန်အဲ့ဒီအသက်သွေးကြောတွေပေါက်လို့တို့ပြဿနာကြီးကြဲတက်နေကြတယ်မျိုးသားရေးအန်ဒီကတို့ရင်ဆိုင်နေကြရတယ်ဆိုတော့ကျမတို့ကလည်းဒီလိုမျိုးသားရေးအန်ဒီရီကိုကာကွယ်ရမယ်ဒါကြောင့်မို့လို့ကျမအရင်လေးကဒီကိုတက်နိုင်ဦးကြည်ကဒီခံပြုပါတီကနေပြီးတော့ကိုသလဲလောင်းဝင်ရောက်ရွေးချယ်ခံရမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ပုံမှန်120ခါဝေးကိုပူပူနွေ့နွေ့ကျွန်မပြောထားတာရှိတယ်တက်တော်ကတင်လို့မရဘူးတင်တာနဲ့အဖြက်ခံရလို့ YouTube မှာတင်ထားတယ်သွားနှာထောင်လို့ရပါတယ်ဆိုတော့ကျွန်မတို့တိုင်းရင်းသားတွေကျွန်မတို့တိုင်းရင်းသားညီကိုမောင်နှမတွေအနေနဲ့ကသူ့ကိုမျိုးသားရေးဆွံ့ရောက်တယ်ငါ့ကိုမျိုးသားရေးဆွံ့ရောက်တယ်လို့မပြောကြဘဲနဲ့သူနဲ့ငါနဲ့လက်တွဲပြီးတော့ငါတို့မျိုးသားကာကွယ်ရေးကိုဘယ်လိုကာကွယ်ကြမလဲငါတို့နိုင်ငံတော်ရဲ့မျိုးသားလုံခြုံရေးကိုငါတို့ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကိုစဉ်းစားရပါမယ်ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံသားတွေကအာဟာရထွက်ပေါင်းမှုပူထောင်ကြောက်ပါစစ်တပ်ကကျမရဲ့ရွေးကောက်ပွဲကိုအလိုမရှိပါဘူးကန့်ကွက်ပါတယ်တို့တပိတ်မှောက်ပါတယ်လို့ဒါရွေးကောက်ပွဲကိုမဲဝင်ဟိုမဲပေးမဲ့ပြီးသူတွေကိုလည်းခင်ဗျားတို့ရန်ရှာကြတယ် KNU ဆိုပြောတယ်တော့ဗကိုးတိုင်းအရှိချင်ညောင်လေးပင် KNU နယ်မြေမှာစစ်တပ်ကကျမရဲ့ရွေးကောက်ပွဲကိုဝေပိုင်းတဲ့ပါတီတွေကိုသူတို့ဘယ်လိုမျိုးတုတ်တင်ရှင်းလင်းမယ်ဆိုတာမျိုးပြောကြတာရှိတယ်အဲ့လိုမျက်ပြူဆိုင်လေးဒီဘင်္ဂလီတွေကြိုက်လေးပဲ ခမရတို့ကရွေးကောက်ပွဲကိုဆန့်ကျင်လေခမရတို့ကရွေးကောက်ပွဲကိုဝင်ရောက်ရွေးချယ်မခံဘဲနဲ့ဘေးထွက်နေလေခမရတို့ကရွေးကောက်ပွဲမှာမဲပေးရွေးချယ်ခွင့်ရှိရဲ့အခွင့်အာဏာကိုဆုံးရှုံးခံလေဒီလိုကောင်းလေးကကြိုက်လေပဲရွေးကောက်ပွဲဆိုတာကပြည်သူမှအာဏာရှိတယ်ဆိုတာကိုတည်တည်ပြတဲ့ပွဲပြည်သူမှဘလို့အာဏာရှိတာလဲပြည်သူမှကိုကြိုက်တဲ့လူကိုအစိုးရဖြင့်တင်နိုင်တဲ့အာဏာရှိတယ်အဲ့ဒီအာဏာကိုပြရမယ်ပွဲဖြစ်ပါတယ်ကိုယ့်ရဲ့လက်ထဲမှာရှိနေတဲ့အခွင့်အာဏာကိုဆုံးရှုံးမခံပါနဲ့ ခမားတို့ရွေးကောက်ပွဲကိုစိုက်ခြင်းပြီးဘေးထွက်နေလေခမားတို့ရဲ့နေရာကိုလိုချင်လုံးလို့ချောင်းနေကြတဲ့လူတွေရဲ့အကြိုက်ဖြစ်လေဆိုတာမမေ့ပါနဲ့